အားကောင်းသောအပူပိုင်းမုံတိုင်းဝူတက်အခြေအနေသတင်းထုတ်ပြန်ချက်2025ခုနှစ်ဇွန်လ14ရက်နေ့ယနေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်တိုင်းထွာချက်များအရတောင်တရုတ်ပင်လယ်ပြင် တုန်ကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသောအားကောင်းသောအပူပိုင်းမုံတိုင်းဝူတက်သည်မြောက်ရှိမြောက်ဘက်သို့ရေမိုင်း125မိုင်ခန်ဆက်လက်၍ရှားခဲ့ရာတောင်တရုတ်ပင်လယ်ပြင်ဘိုင်ဘူးပင်လယ်ကွေ့သို့ရောက်ရှိခဲ့ပါသည် အဆိုပါအားကောင်းသောအပူပိုင်းမုံတိုင်းဝူတတိမြောက်လက်တီတွတ်20.6ဒီဂရီနှင့်အရှိလောင်ကီတွတ်109.2ဒီဂရီတွင်တည်ရှိပြီး VNN နိုင်ငံဟိုင်ဖောင်မြို့၏အရှိဘက်ရေမိုင်း140မိုင်ခန့်အကွာတရုတ်နိုင်ငံဘီဟိုင်းမြို့၏တောင်ဘက်ရေမိုင်း51မိုင်ခန့်အကွာဂျန်စီယန်မြို့၏အနောက်အနောက်တောင်ဘက်ရေမိုင်း89 မိုင်ခန့်အကွာဟိုင်ကိုမျိုး၏အနောက်အနောက်မြောက်ဘက်ရေမိုင်64မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါသည်ဗဟုချက်လေဖီအားမှာ980ဟက်တိုပါစကဲအမြင့်ဆုံးလေတိုက်နှုန်းမှာတနာယီလရင်မိုင်80နှုန်းရှိပြီးရုတ်တရက်လေပြင်းတိုက်ချိန်တွင်60မိုင်ထိရှိကာလှိုင်းမြင့်မှာ9မီတာခန့်ရှိပါသည်အဆိုပါအကောင်းသော အပူပိုင်းမုန်တိုင်းဦးတက်သည့်အရှေ့မြောက်ဘက်သို့ဆက်လက်၍ရာပြီး လာမည့်ဆယ်နှစ်နာရီတွင်တရုတ်နိုင်ငံတောင်ပိုင်းဒေသများကိုဘေဟိုင်းမျိုးနှင့်ဂျန်စီယန်မျိုးတို့အကြားမှစတင်ဖြတ်ကျော်ဝင်ရောက်ကာအရှိမျောက်ဘက်သို့ဆက်လက်ရွေးရှားသွားနိုင်သည်ဟုခန့်မှန်းရပါသည်မြန်မာနိုင်ငံအပေါ်အကျိုးတက်ရောက်နိုင်မှုအဆိုပါအားကောင်းသောအပူပိုင်းမုံတိုင်းဦးတက်အရှိန်ဖြင့်လွှင့်စင်လာသောအကျဉ်းကြံတိန်တိုက်များကြောင့် နေ့မှစ၍ဇွန်လ20ရက်နေ့အတွင်းတပြည်လုံးတွင်နေရာစိတ်စိတ်မှ နေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးသေးထန်ခြင်းဒေသအလိုက်မိုးကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်